ားလုံးမင်္ဂလာပါဗျကျွန်တော်ကိုတိုက်ရွေးဖြစ်ပါတယ်ဒီနေ့မှာတော့ရုပ်ကဆိုးမဝင်ခါတာပြန်လည်မြောက်ပေးမှာဖြစ်ပါတယ်ခွန်မန်နေတောင်းထားညီလေးများတို့မြောက်ပေးခြင်းဖြစ်ပါတယ်ရုပ်ကဆိုးမဝင်တဲ့ခါတာဖြစ်ပါတယ်ရုပ်ကဆိုးမဝင်တဲ့ခါတာကိုရုပ်ပေါ်ပွားများလို့ရှိရင်ရုပ်ကဆိုးတွေကကုညီအကူညီတွေပေးပြီးတော့စောက်ရှောက်တွေပေးစီပါတယ်ဒါကြောင့်လူရင်းဆန္ဒတွေဖြည့်ပေးပါတယ်မေးစုံများထိပေါက်ခြင်းထိပေါက်လို့ပေးတယ်အဲ့တော့ကျွန်တော်တို့တွေအေး ငွေကြေးခဲ့ပြင်ငွေကြေးခဲ့လေအစင်ပြန်ကူညီပေးတယ်စာဝန်နေခက်ခဲတွေဖြစ်ရင်စာဝန်နေခက်လေကူညီပေးတယ်အဲ့လိုလေကူညီပေးဖို့အတွက်ကျွန်တော်တို့ဘက်ကလည်းကြည်ကျန်အောက်ထုံးမှုတစ်ခုတော့ရှိရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီကြည်ကျန်အောက်ထုံးမှုလေးကတချို့လဲအာကျွန်တော်တရားရကိုင်းနှုံးမှာ85ရကိုင်းနှုံးနောက်အောင်မြင်ပေါက်ချက်ပေါင်းအောင်မြင်ပေါက်တဲ့လူတွေများတယ်ဘာကြောင့်လဲဆိုတော့အရန်လဲလွယ်တယ်ပေါ့နော် အောင်မီဒါဆိုတရားရခိုင်နှုန်းမှာဘာကြောင့်85ရခိုင်နှုန်းမဲ့အောင်မီပေါက်ရုပ်တယ်ဆိုတော့အောင်မီပေါက်ရုပ်တဲ့သူအများအများစုတွေ့ရတာတော့အမျိုးအမျိုးသမီးတွေများပါတယ်အာကျွန်တော်တွေဒီဟာလေးကဘာကြောင့်အမျိုးသမီးများလဲဆိုတော့အမျိုးအမျိုးသမီးတွေကအရက်တော့တဲ့လူနည်းနည်းနဲတယ်ပေါ့နော်ဒါကြောင့်မို့ဒီကျင့်စဉ်ကိုကျင့်မယ်ဆိုတော့ကျင့်သူကအရက်နဲ့အမဲသားကိုအထူးရှောင်ကျင်ဖေးရတယ်အဲတချို့ပုံကမျိုးဆိုရင်တရားရခိုင်နှုန်းအောင်မြင်ခြင်းတော့ တက်တက်လို့ပါစားပြရတယ်အဲ့တော့တက်တက်လို့လည်းစားမယ်အမဲသားနဲ့အကြုံမဲသားကျွေးသားတွေအရက်တည်းတည်းရှောင်းမယ်ဆိုလို့ရှိရင်အရက်အရက်ထဲမှာဘီယာလည်းပါเนาะအဲ့ဒါလေးရှောင်းမယ်ဆိုရင်သူကတရားခိုင်နှုန်းပို့လို့ကျွန်တော်ထိရောက်မှုအဆွမ်းပြရတာများပါတယ်အဲ့တော့ဒါဆိုရင်ကျွန်တော်မိတ်ဆွေများတို့ဆိုရင်အဆင်ပြေမယ်ထင်ပါတယ်เนาะအဲ့တော့ဒီပုံမှန်ကတော့ဒီပါဒီမှာကတော့အမေသားအမေသားနဲ့ကြွေသားအမေသားနဲ့အရက်ပေါ့နော်အရက်ရှောင်းရင်ကိုရပြီဒါမဲ့ပိုလို့ထျောက်ပြီးတော့အစွမ်းထက်ကျင်တော့ အဲ့တော့အမင်းသားကြိုးစားလဲရှောင်မယ်အရက်လဲရှောင်မယ်ဘီယာလေးလဲရှောင်မယ်တက်တက်လွတ်လဲရှောင်မယ်ပေါ့နော်တက်တက်တက်လွတ်တက်တက်ဆော်ဒီတက်တက်လွတ်စားမယ်ပေါ့နော်တက်တက်လွတ်စားမယ်အဲ့တော့ဒီဟာလေးကိုအဲရပြီဆိုတာနဲ့ကျွန်တော်တို့ကဒီမော်ဝင်ခါတာကျင့်စဉ်ကိုကျင့်လို့ရပါပြီအဲ့တော့မော်ဝင်ခါတာကိုကျွန်တော်တို့အဲကျွန်တော်တို့အပင်ကြီးကြီးရှိတဲ့နေရာတွေပေါ့ဥပမာရုပ်ကဆိုးရှိနိုင်တဲ့အပင်ကြီးကြီးအဲသူကရုပ်ကဆိုးမော်ခါတာကိုကရုပ်ရုပ်ကဆိုးမော်ဝင်ခါတာဆိုတော့ကျွန်တော်တို့ကရုပ်ကဆိုးတွေရှိတဲ့နေရာကိုတွားပြီးရွတ်အောင် ပြီးတော့မှဆိုတော့ကျွန်တော်တို့တောက်ချာနေ့ရက်နဲ့စရွတ်မယ်နော်တောက်ချာနေ့ညနေပိုင်းနဲ့စပြီးတော့38ရက်တိတိရက်မပြတ်ပဲနဲ့ရွတ်ပြရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့အာယုံကြရကိုကိုယုံကြည်ရနည်းနည်းစိတ်သဘောကြရအပင်ကြီးတပင်တော့သွားဖို့လိုတယ်အဲ့တော့တချို့နေရာတွေအပင်ကြီးတွေမရှိဘူးလို့ပြောကြတယ်ဒါဖျားလေးမှာဖျားလေးမှာတော့ရှိပါတယ်နော်ဖျားလေးမှာတော့ညောင်မင်ကြီးတွေရှိတယ်အဲဖျားလေးမှာရှိတဲ့ညောင်မင်ကြီးကိုတွားလဲရပါတယ်ဟုတ်ပြီတွားမယ်ဆိုရင်လည်းလွယ်ပါတယ်ကျွန်တော်တို့က နတ်တင်မှုအတွက်အရုပ်ရုပ်ရုပ်စိုးတင်မှုအတွက်လို့ပြောရင်သိပါနော်ရုပ်စိုးတင်မှုအတွက်လက်ဖက်နဲ့နှမ်းနဲ့စီနေထားတာလေးအဲကျွန်တော်တို့ရုပ်စိုးတင်မှုအတွက်လက်ဖက်ရဲ့အာတချို့လေကိုယ်ရထဲကြတယ်ကိုယ်ရမထဲလည်းရပါတယ်ကိုယ်ရထဲချင်ကိုယ်ရထဲပေါ့နော်လက်ဖက်ရဲ့ကိုယ်ရရဲ့ရေရဲ့အဲစီမီအမွေးအမွေးတိုင်းအဲ့တချို့လဲထမင်းထဲကြတယ်ထမင်းကတော့မထည့်လဲရတယ်ဗျာနော်ကိစ္စမရှိဘူးအဲ့ဆိုရင်လက်ဖက်ရဲ့အာကျွန်တော်တွေရေရဲ့ ကျွန်တော်လက်ဖက်ရည်တောက်တော့ရည်ရဲ့မွေးတိုင် စီမီရဲ့အဲ့ဒါလေးကိုအဲ့ရဲ့အပင်မှာပေါ့နော်ကိုယ့်ရဲ့ကိုယ့်ခြံဝင်တဲ့ကိုယ့်ခြံဝင်တဲ့မှာရှိနေကိုယ့်ခြံဝင်တဲ့မှာအပင်ကြီးရှိနေကိုယ့်ခြံဝင်တဲ့မှာရွတ်လို့ရတယ်ကိုယ့်ခြံဝင်တဲ့မှာအပင်မရှိရင်နီနာသွားလို့ရတယ်နီနာမရှိဆိုလို့ရှိရင်ဖျားတယ်မှာသွားလဲရတယ်နော်ဖျားတယ်မှာတော့ပေါ်တယ်အဲ့တော့ပင်မအဲ့ခုနကျွန်တော်ခုနပြောလဲလက်ဖက်ရဲ့စီမီအမွေးနိုင်ရည်ကြံကတ်လူပြီးတော့အဲကတ်ပြီးတော့ဒီကတော့ရွတ်မှဖြစ်ပါတယ်ဂါရလည်း38ခေါက်ပဲရွတ်မှဖြစ်ပါနော်ကျွန်တော်3ခေါက်ရွတ်ပြပါမယ်ဗျ ုံဘုံမထဒေယွန်လာပါမိအုံဘုံမထဒေယွန်တဏံတုခံလာပံဘောကင်စရာဇာမိတံပတိတ်ဒေဟိမင်္ဂလာအုံရုခတဒေယွန်လာပါမိအုံရုခတဒေယွန်တဏံတုခံလာပံဘောကင်စရာဇာမိတံပတိတ်ဒေဟိမင်္ဂလာအုံအာကာတထဒေယွန်လာပါမိအုံအာကာတထဒေယွန်တဏံတုခံလာပံဘောကင်စရာဇာမိ ရာဇာမိတံပတိတ်ဒီဟိတံတပ္ပဒံကျွန်တော်နောက်ခေါက်ထပ်ပြပောက်မယ်เนาะအုံဘုံမထဒေယုံလာပါမိအုံဘုံမထဒေယုံဒနံဒုက္ခံလာပံဘောကင်စရာဇာမိတံပတိတ်ဒီဟိမင်္ဂလာအုံရုခတဒေယုံလာပါမိအုံရုခတဒေယုံဒနံဒုက္ခံလာပံဘောကင်စရာဇာမိတံပတိတ်ဒီဟိမင်္ဂလာအုံအာ အာကာတထဒေယံလာဗာမိအုံ အာကာတထဒေယံဒဏ္ဏသူခံလာဗံဘောကင်စယာဇာမိတံပတိတ်ဒေဟိတပ္ပရာအုံဘုံမထဒေယံလာဗာမိအုံဘုံမထဒေယံဒဏ္ဏသူခံလာဗံဘောကင်စယာဇာမိတံပတိတ်ဒေဟိမင်္ဂလာ အုံရုခတဒေယံလာဗာမိအုံရုခတဒေယံဒဏ္ဏသူခံလာဗံဘောကင်စယာဇာမိတံပတိတ်ဒေဟိမင်္ဂလာအုံအာ အာကာတထဒေယံလာဗံမိအုံ အာကာတထဒေယံတဏံသူကံလာဗံဘောကင်စရာဇာမိတံပတိဒီဟိတပ်ပရာဆိုပြီးမိတ်ဆွေများကတော့38ခေါက်ပေါ့နော်38ခေါက်ယူပြီးတာနဲ့စုတောင်းမှုတစ်ခုစုစုတောင်းခဲ့မယ် အဆုတောင်းတော့အများကြီးတော့ရှောက်ဆုမတောင်းနဲ့ပေါ့ဗျာတချို့လည်းဒီဟာကိုရုပ်ပပွားများပြီးတာစုပန်နေဆိုတော့တချို့လည်းအဲ့လိုဆုတောင်းကြတယ်အမျိုးမျိုးပေါ့နော်ငွေကြီးတွေနဲ့အရန်ကိုချမ်းသာပြီးပြီးပြည့်စုံတဲ့လူတွေကတာသမီးတွေမရှိကြတော့သူတို့တွေဒါလည်းလူဝင်ဆန္ဒတစ်ခုပဲတချို့လည်းအဲ့လိုမျိုးဒီကတော့ရုပ်ပြီးတာစုပန်နေကျွန်တော်ကျွန်တော်ကျွန်တော်လွန်ခဲ့တဲ့တစ်နှစ်လောက်ကကျွန်တော်မိတ်ဆွေတူလည်းအဲ့လိုလာလာတယ်ပေါ့နော်သူတို့ကငွေကြီးတွေပြည့်ပြည့်စုံနေပေါ့နော်သူတို့ကတော့အကားပူပစ္စည်းတွေရောင်းတာဆိုတော့ အော်ငွေကြေးတွေအတန်သေးတော့ပြေဆုံးတယ်ဒါပေမဲ့အိမ်တော်ကြတာ၅နှစ်ရှိပြီသားသမီးမရတော့ဒီလိုမျိုးလာပြီးတော့အကူညီလာတော်တော်ကျွန်တော်လည်းတရားလေးကိုပေးပေးလိုက်ပါတယ်အဲကျွန်တော်နောက်မကြောက်နှစ်နှစ်အတွင်းမှာပဲအဆင်ပြေသွားအဆင်ပြေသွားတယ်ပေါ့နော်အခုဆိုခလေးလုံးတော်တော်ကြီးနေပါပြီဒါပေမဲ့ထူကြတာတခုကတက်ရောက်ပဲနောက်ထပ်တက်ရောက်ဘယ်တော့မှထပ်မရတော့ဘူးပေါ့နော်အဲ့တော့အဲ့လိုပဲပေါ့နော်ကျွန်တော်တို့ရဲ့လူဆန္ဒဖြစ်စဉ်မှုတခုစိတ်ဆန္ဒပြင်းပြစွာနဲ့အဲစူတောင်းမှုတခုတော့ပြုတ်ရမယ်အများကြီးတော့မရဘူးပေါ့ဗျာနော်အော်ကိုက ်အမအကျွေးတွေများနေလို့ပါဆိုရင်အကျွေးကြည့်ချင်တာတို့နိုင်ငံခြားသွားချင်တာတို့အဲထိပေါက်ချင်တာတို့စီဝါရေးဆင်ပြချင်တာတို့အဲစားပြပေါ့နော်အဲ့ဒါမျိုးလေးလေးအကိုကတစ်ချိန်တစ်ခါတော့တကယ်ကိုအခုညပေးပြီးဆူတောင်းမှုတွေပြည့်စီပါတယ်ဗျာနော်ဒါလေးကိုမက်ဆေ့မဲ့လိုက်မြပေးတာပါဒီဟာလေးကကျွန်တော်တို့တွေ အာတချို့မိတ်ဆွေဆိုလို့ရှိရင်တော့ကျွန်တော်အဲဘယ်နေ့ရက်စမယ်တောက်ကြနေ့ရက်စမယ်နော်တောက်ကြနေ့ရက်နဲ့စမယ်တောက်ကြနေ့ညနေအာကျွန်တော်ဒီလေးနိုင်ကြော်တာနဲ့စပါရပါပြီညနေပိုင်းဆိုရတယ်ဗျာတချို့ကလည်းအချိန်နေမအားကြဘူးနော်ကိစ္စမရှိပါဘူးညနေပိုင်းဆိုရပါပြီအဲ့တော့အရေးကြီးနော်မနေ့တစ်ချိန်ညနေတစ်ချိန်အသုံးပြုကြပါတယ်39ရက်တိတိပဲနော်39ရက်ပဲ39ရက်39ရက်တိတိပဲအဲသွားပြီးတော့ကျွန်တော်ဒီမနေ့ကို အာ39ခေါက်အဲတွားရွတ်မယ်ညနေပိုင်း39ခေါက်တွားရွတ်မယ်မနေ့က39ခေါက်ညနေပိုင်း39ခေါက်တွားရွတ်မယ်ဟုတ်ပြီ39ရက်ပြည့်ပြီးသွားရင်ရော39ပြည့်သွားရင်တော့ကျွန်တော်တို့အိမ်မှာပဲမနေ့ပိုင်း39ခေါက်ညနေပိုင်း39ခေါက်ရွတ်ပေါ်ပေါ်များမှာဖြစ်ပါတယ်ကျွန်တော်တို့အိမ်မှာပဲရွတ်မယ်နော်ကျွန်တော်တို့39ရက်တတိယတော့အဲ့အပင်အောက်ကိုတွားမှာဖြစ်ပါတယ်မနေ့တစ်ချိန်ညတစ်ချိန်အဲ39ရက်တတိယတော့တက်တက်လို့စားပြီးရင်ပူကောင်းတယ်အရက်နဲ့မဲသားရှောင်းမယ် 39ပြည့်သွားရင်တော့ပြန်စားလို့ရပါပြီ39ပြည့်သွားရင်တော့ကိုစားချင်တာစားလို့ရပါပြီအဲ့တော့39ပြည့်သွားရင်တော့ကိုအိမ်မှာကိုရုပ်ပြရမှာဖြစ်ပါတယ်မနေ့39ခေါက်ညာ39ခေါက်ပေါ့နော်အဲ့ဒါမျိုးလေးလေးရုပ်ပေးမယ် အဲဒါဆိုရင်အားလုံးပဲကဲမေးဆိုအားလုံးအားလုံးဒီလောက်ဆိုလို့ရှိရင်ကျွန်တော်နားလိုက်ပြီးထင်ပါတယ်เนาะဒီဟာလေးကကျွန်တော်အရင်တစ်ခေါက်ကတင်ပေးခဲ့တဲ့ထမင်းမော်နဲ့စာလို့ရှိရင်ဒါကပိုလို့ကြင့်ကြံတာပိုလွယ်တယ်เนาะဒါဒါပိုလွယ်တယ်အစားတော့ကလည်းတက်တက်လုက စားပြီးကိုကြိုက်တာစားလို့ရတယ်ဒါတော့မှပဲသူကအမဲသားကျွေးသားကလေးစားတွေပဲရှောင်ခိုင်းတယ်ပေါ့เนาะကျွန်တော်လေးကစားလို့တော့ရတယ်ဒါမဲ့ပိုလို့အဆင်ပြေသွားအောင်ကျွန်တော် တက်တက်လို့စားခိုင်းခြင်းဖြစ်ပါတယ်တက်တက်လို့38ရက်တိတိပဲစားရမယ်မနေ့တစ်ချိန်ညနေတစ်ချိန်မှသွားရွတ်မယ်ဘယ်နေ့နဲ့စားရွတ်မယ်တောက်ကြနေ့နဲ့စားရွတ်မယ်နော်အဲ39ရက်ပြည့်သွားလို့ရှိရင်တော့ကိုယ်အိမ်မှာကိုယ်ရွတ်လို့ရပါပြီအဲ့တော့ဒီဟာလေးကိုဒီဟာလေးကိုပေါ့နော်ကျွန်တော်တွေအေးဒီဟာလေးကိုအပင်ကြီးကြီးတစ်ပင်ခြံဝင်ထဲမှာရှိတဲ့ဥလေးတယောက်ရွတ်တာအခုဆိုလို့ရှိရင်အကြမ်းမြင်နေဟောတဲ့ဆရာကြီးတော်ဖြစ်နေပါပြီအဲဒီဟာရုပ် ရုပ်ကစောလာပြီးကုညီပေးနေတာအဲလာပြီးတော့ပြောပြပေးနေပါတော့သူ့အိမ်ထဲကိုသူ့ channel ကိုဝင်ဝင်လာတာလားနဲ့အာဒီလောတော့ဘာဖြစ်နေတာသူ့ဘာလေးပြောလိုက်အဆင်ပြေသွားလိမ့်မယ်အဲသူ့ပစီပြောက်တာဘယ်သူကယူတာအာသူကတော့ကြွေးတင်တာဘယ်လိုလုပ်ရင်ပြေသွားလိမ့်မယ်အစားဖြစ်ပုံတော့အဲ့တော့ဝင်လာတဲ့လူမှန်သမျှအားလုံးကိုသူကလည်းရုပ်ရုပ်ရုပ်ကစောကြီးကလည်းမြင်တယ်အဲ့အလူကြီးကိုလာပြီးပြောပြနေပါတော့နော်အဲ့လောက်ထိတောင်ကျွန်တော်တွေလာရောက်အကူအညီပေးပါတယ်ဒါကကျွန်တော်သူ့ရဲ့ခြံဝင်းထဲမှာရှိတဲ့ အဲအပင်ကြီးရနေပြီလာရောက်ကူညီပေးတာဗောနော်ကျွန်တော်တို့ခြံဝင်းထဲမှာမရှိလဲခက်စားမရှိပါဘူးကျွန်တော်တို့တွေအပင်ကြီးရှိတာကိုသွားပြီးရွတ်လို့ရပါတယ်ဗျကဲဆူတောင်းနေတယ်ဖြည့်စီပေးပါတယ်အဲ့တော့တူဝစီနာတူဝမေတ္တာပေါ်ပြန်တော့ကျွန်တော်တို့ကသူတို့ကိုအဲကျွန်တော်တွေဒီလိုမျိုးအယိုးယိုးတဲ့မှုပြုတဲ့အချိန်မှာအဲကျွန်တော်ပေးကန်းတယ်အဲကျွန်တော်ပေးကန်းတယ်ကျွေးတယ်အဲဆိုပြောမှဆိုလို့ရှိရင်တော့ကျွေးတယ်ဗောနော်ဒါကကိုယ်ွယ်တာမဟုတ်ဘူးเนาะဒါကပူစောတာပူစောတာကိုယ့်ထက်အသက်ကြီးတဲ့ကိုယ့်ရဲ့မိဘတွေတော့ ဆွေမျိုးတွေဆရာသမားတွေကိုယ့်ရဲ့အထက်အသက်ကြီးတဲ့လူတွေဘိုးဘွားတွေအဲဆိုဒါမှမဟုတ်ကိုယ့်ရဲ့ကိုယ့်ထက်အသက်ကြီးတဲ့လူတောင်ကိုယ်ကပူဇော်ရသေးလားပဲအဲရှစ်ခုရသေးတာပဲဒါကျွန်တော်တို့တွေသူလဲနက်နက်မျိုးဟိုဆိုကျွန်တော်နက်ဟိုနက်တပားပေါ့နော်ပြောပြောဆိုလဲနက်မျိုးနဲ့ဝင်ပေါ့အဲ့တော့ကျွန်တော်ဘုံဘုံဆိုရုပ်ရုပ်ကဆိုဆိုတာလဲကျွန်တော်တွေဒီနက်မျိုးနဲ့ဝင်တပားပါပဲကဲဒါလောက်ဆိုအားလုံးအဆင်ပြေမထင်ပါနဲ့တခုတော့ရှိရင်နော်ဒီကြည့်စင်ကအဲဂိုင်းနဲ့ဝင်ထားတဲ့ဆရာသမားတွေဆိုတော့ဒီကြည့်စင်ကလုံးလုံးမရပါဘူး ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဒါရုပ်ကဆုအကူညီတောင်းရတဲ့အအခြေအနေမျိုးပေါ့နော်။ကျွန်တော်တို့ကအဲ့အဲ့လက်ဖက်ကိုစွန့်ပြီးတော့အဲ့လက်ဖက်ကိုစွန့်ပြီးတော့လက်ဖက်လက်ဖက်တွေပါတယ်ထမင်းတွေပါတယ်နော်။ထမင်းတွကြထမင်းမှာကတ်ကြတယ်။လက်ဖက်တွေထမင်းတွေကတ်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ပြန်မယ်ဆိုလို့ရှိရင်စွန့်ပြီးတော့ကွက်ကိုစားတော့လို့ရတယ်နော်။ စွန့်မီစားတော့လို့ရတယ်နော်ကိုကိုတည်းစားလို့ရတယ်နော်အဲစွန့်သူ့ကိုကတ်လိုက်မယ်ပဲကတ်လိုက်ပြီးတော့ကျွန်တော်တို့ကဂါရာကိုရွတ်မယ်ရွတ်ပြီးတော့နိုင်ဝက်လောက်နေပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီဟာလေးကိုပြန်စွန့်လို့ရတယ်ပြန်စွန့်ပြီးပြီးနေကော့ကိုပြန်စားလို့ရတယ်အဲ့တော့တွန့်တုံးမဟုတ်ဘယ်လိုပြန်မစွန့်ကျင်လဲနောက်ညနေကြမှာတက်ခေါက်လာပြီးပြန်စွန့်ပြီးတက်ခါတဲ့ကော့ကိုစားလဲရတယ်နော်စားလဲရလဲမစားလဲရတယ်ကိစ္စမရှိပါဘူး ဲ့တော့တော့တချို့မိတ်ဆွေများလည်းပြန်စားတာတော့ကျွန်တော်တွေ့ရတယ်တချို့မိတ်ဆွေများလည်းမစားဘူးပေါ့เนาะမစားဘူးဆိုတာဟိုသူတို့ကဒီဒီဟာကိုကတ်ပြီးခက်ပြီးအကောင့်မလုံးလည်းစားတော့သူလည်းပြန်မစားကျင်တော့ဘူးဒါလည်းတစ်ပိုင်းပြီးတော့ကြတော့အဲကျွန်တော်တို့တွေ ချက်ချင်းပေါ့နော်ချက်ချင်းကပ်ပြီးရောချက်ချင်းတော်သွားတာရှိတဲ့လူကြတော့အလုပ်တွေပါသွားတဲ့လူချက်ချင်းသွားတော့စားဖို့ရအချိန်မရတဲ့လူတွေရှိသလိုဒါကြောင့်မို့ကိုမိတ်ဆွေများအချိန်ရလဲဆိုရင်အချိန်ရတယ်ဆိုလို့ရှိရင်တော့စားလိုက်ပါစားရင်လည်းကောင်းပါတယ်ဗျကဲဒါတော့ဆိုအားလုံးအဆင်ပြေမယ်ထင်ပါတယ်မိတ်ဆွေခနဲ့သားသမီးအားလုံးလည်းလိုချင်တဲ့ဆန္ဒတွေပြည့်ဝကြပါသေးတယ်တောင်းထားတဲ့ညီလေးလည်းတောင်းထားတဲ့ညီငယ်လေးလည်းအဆင်ပြေပါစေနော်မိတ်ဆွေများလည်းခုလိုပဲအဆင်ပြေပြတာလေးမေးလို့ရပါတယ်ဗျကျွန်တော်ခက်ခဲဖြစ်တာလေးတောင်းခဲ့ပါမေးခဲ့ပါ အားလုံးကျေးဇူးတင်ပါတယ်ဗျအစီအမေနဲ့ Lion Square TV နဲ့ပြီးအားပေးကြပါဦးဗျအားလုံးကျေးဇူး